ိဘပြည်သူများအနေနဲ့ဒီတော့တင်မှာ Jaidio City တော့ဖျားကြီးယူချသွားတဲ့ငလင်းချောင်းပစ္စည်းသွားတဲ့စရိတ်တင်းတွေရောဗီဒီယိုဖိုင်တွေရုပ်သံဖိုင်တွေကို online ပေါ်မှာတွေ့မြင်မယ်လို့ထင်ပါတယ် Jaidio City တော့ဖျားကြီးတောင်အောက်ကိုလိမ့်ချသွားတဲ့ဗီဒီယိုဖိုင်က AI နဲ့လုပ်ထားတာဖြစ်တယ်ဒါပေမဲ့ Jaidio City တော့ဖျားကြီးဟာလလောဆယ်မှာစူးရင်ရမယ်အနေထားမှာရှိနေကြအောင်သိရပါတယ်ကြိုက်တီယိုစီတီတော်ဖျားကြီးကို အခုခလင်းလှုပ်ခတ်ခဲတာက အချားခတ်တယ်လို့တောင်ပြောလို့မရပါဘူးအနေငယ်လေးသရဝသမအကျော်လေးရသမားလောက်ပဲခြိခဲတာပဲဖြစ်ပါတယ်နော်အင်အားအဲ့လောက်ပဲခြိခဲတာဖြစ်တယ်ဒါမဲ့ JTO စီရတော်ဘုရားကြီးဟာတကယ်လက်တွေ့မှာ6 degree လောက်ဆောင်းသွားခဲ့ပြီဖြစ်ပြီးတော့တကယ်လို့ဒါ JTO စီရတော်ဘုရားကြီးကိုအခြေပြုပြီးတော့အင်အား9ရသမ5အထက်နော်6ဝန်းကျင်လောက်လာတယ်ဆိုရင် JTO စီရတော်ဘုရားကြီးပြိုကျပျက်စီးသွားနိုင်နေဆိုပြီးတော့ပညာရှင်တွေကခံမှန်းနေကြပါဘူး ဘာချုပ်ဆရာတော်ဖျားကြီးကအခုလိုမျိုး online ပေါ်မှာ chat view ဆီတော်ဖျားကြီးတောင်းအောင်လိကြသွားရီ video file ကိုလုပ်တဲ့သူတွေကိုဘုရားဘာသာဝင်တွေကရိုက်မယ်နှက်မယ်เนาะဒါရှားပြီးတော့ဖန်ဆီးမယ်လုံးဆောင်မယ်စရိတ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးမတုံ့ပြန်ချဘူးကိုပြောသွားခဲ့တာပဲဖြစ်ပါတယ်သူ့ဝင်နဲ့သူခန်းလိုက်မယ်เนาะသူပြုတ်ခဲ့တဲ့အမှုသူစီပြန်လာလိမ့်မယ်ဆိုတဲ့အနေထားနဲ့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ chat view ဆီတော်ဖျားကြီးက link ကြောက်ဘွားပြင်မယ်เนาะ app ကွဲမသွားပြင်မယ်အခုလိုမျိုးအနေထားမှာ အင်းအားနော်ဒီချက်ပြင်းနဲ့အနေထားနဲ့လာလို့ရှိရင်ပြိုကျသွားနိုင်တဲ့အခြေအနေကတော့သတင်းမှန်စစ်ချောင်းကိုကျွန်တော်နေနဲ့ကြားရပါတယ်။ Tidy Zero ဘုရားကြီး6 degree ကျော်လောက်စောင်းသွားတယ်ဆိုရင်အနေထားကတကယ်ကိုဟုတ်မှန်ကြောင်းသတင်းတွေထွက်ပေါ်လာနေပါတယ်။ Tidy Zero ဘုရားကြီးစောင်းသွားတဲ့အနေထားဓာတ်ပုံတွေ video file တွေကိုအဲ့ဒီမှာရှိတဲ့အာနာပိုင်းတွေရမ်းတွေကလုံးဝကို online ပေါ်မှာဖိမှုမပြုဘူးလို့သိရပါတယ်။ဆိုတော့ပြည်သူတွေအရင်ကြီးနဲ့အဆုံးမရောက်ပါနဲ့။ Tidy Zero ဘုရားကြီးဘာမှမဖြစ်နိုင်ဘူးเนาะ။ ဒုံကြီးနဲ့ပြင်းနေဘာမှဖြစ်နိုင်ဘူးမလင်လိုင်းလည်းဘာမှမဖြစ်နိုင်ဘူးဆိုတဲ့အနေထားကလုံးဝမမှန်တဲ့အကြောင်းပြောချင်ပါတယ်အဲ့အဆုံးမရောက်ချပါနဲ့